ကိုရီးယားအမေသားကင်ချီဟင်းလေးချက်စားပါမယ်ရှင်။ဒီဟင်းလေးကတော့ချင်းချင်းဆက်ဆက်ကလေးနဲ့အရသာကတော့ကျမထွက်အတော်လေးကိုအဆင်ပြေပြီးတော့မှစားလို့အရန်ကောင်းပါတယ်ရှင်။အရင်ဦးဆုံးကျမတို့ပြုတ်ထားတဲ့အမေသားတွေကိုအသားနှွင်လိုက်ပါမယ်ရှင်။အကယ်၍ကိုကနေပြီးတော့အတုံးလိုက်ကျိတ်တယ်ဆိုလို့ရှင်ကျမလိုပြုတ်စရာမလိုပဲနဲ့ဒီအတိုင်းချက်ချင်းလဲရပါတယ်။ကျမကတော့အခုလိုအမြင်လေးဖြစ်တာကိုကိုကျိတ်တဲ့အတွက်ကြောက်ပါ။ပြီးတော့ ောက်မှရေထည့်တယ်အာအမဲသားထည့်တယ်ကျက်သွန်လေးထည့်တယ်ပြီးရင်တော့ကင်ချီထည့်ပါတယ်ဒီဟင်းရဲ့အသက်ကတော့ င်ချီကောင်းမှုလိုပါတယ်ကင်ချီကောင်းလို့ရှိရင်တော့ဟင်းကလည်းစားလို့ကောင်းပါတယ်ရှင်သူ့ကိုကျမတို့ကရေခမ်းထားတဲ့အထိအမဲသားတွေနူနူအိအိကလေးဖြစ်သွားအောင်လို့တနာရီခွဲလောက်တော့ကျမကချက်ပေးလိုက်ရပါတယ်အရသာအနေနဲ့တကြားရဲ့ဂျပန်ရသားမုတ်လေးအနေနဲ့ထည့်တယ်ပြီးတော့မာကိုရီးယားငရုတ်တီဆော့စ်လေးကိုအယောင်လာဖို့အတွက်ကျမကအနေနဲ့ပြန်ပြီးတော့မှထည့်လိုက်ပါတယ်ရှင်ဒီလိုဆိုလို့ရှိရင်တော့အယောင်လေးကတော်တော်လေးကိုလာသွား ါပြီပေါ့နော်သူ့ကိုရေခမ်းတဲ့ဒီချက်မှာဆိုတော့ဒီအောက်ပိုင်းနေမတူးအောင်တော့ကျမတို့ကချက်နေတဲ့အချိန်မှာခဏခဏတော့မွေပြရပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့ရေခမ်းသွားပြီပေါ့နော်အကယ်၍အရေကလေးနဲ့ရေတောက်လေးစားခြင်းနဲ့ဆိုလို့ရှိရင်အခမ်းနဲ့ထိမချက်ပင်နဲ့ရေနည်းနည်းလေးခြံပြီးတော့မှချက်စားခြင်းနဲ့ဆိုလို့ရှိရင်လည်းရပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့ ကိုရီးယားကင်မချီအမဲသားချက်လီကရရှိပါပြီ။အရန်ကိုလွယ်တယ်။လှုပ်ရှားရတာလဲကင်မချီပေါ်မှာမူတည်ပြီးတော့ကင်မချီကောင်းရင်ဟင်းရတာလဲပိုကောင်းတယ်။အသားအနေနဲ့ကတော့ကျမကတချို့ရက်တွေဆိုလို့ရှိရင်အမဲသားသုံးတယ်။တချို့ရက်တွေဆိုရင်ဝတ်တာသုံးထက်တာဒါတွေကိုကျမတို့ကသုံးနိုင်တယ်။ချက်တာနဲ့ကတော့ကျမတို့မချက်ဘူးတွေပေါ့နော်။ချက်စားဘူးတဲ့သူတွေရှိလို့ရှိရင်တော့ comment မှာရေးသွားပြကြပါအောင်ရှင်။ကျမချက်တဲ့နေလေးကတော့လွယ်လွယ်လေးပဲပေါ့နော်။ ံပါမှာခက်ခက်ခဲခဲမရှိဘူးဒါပေမဲ့သူ့ကိုထမင်းပူပူလေးနဲ့စအရန်အရန်ကိုကောင်းတဲ့ဟင်းတစ်မျိုးဖြစ်ပါတယ်ရှင်အလုံးပဲပြန်ပြီးတော့မှချက်စားကြည့်ကြပါနောက်ထပ်ဗီဒီယိုအစ်စ်တွေမှာဟင်းချက်နေအစ်စ်တွေနဲ့ထပ်တွေ့ကြပါမယ်ကျေးဇူးပါဘိုင်ဘိုင်